ဖုန်းဘက်ထရီကုန်မြင်စေတဲ့လုံဆောင်ချက်ပြပြပေးမှာဖြစ်ပါတယ်။မင်္ဂလာပါ။ဒီဗီဒီယိုထဲမှာတော့ကျွန်တော်တို့ရဲ့ဖုန်းထဲကဘက်ထရီတွေကိုမြင်မြန်ဆန်းဆန်းကုန်မြင်စေတဲ့လုံဆောင်ချက်ပြပြပေးသွားမှာဖြစ်ပါတယ်။ဟုတ်ပါတယ်။ကျွန်တော်တို့ဖုန်းအသုံးပြုနေရင်နဲ့ကျွန်တော်တို့မတိမတာလုံဆောင်မိနေတဲ့တချို့သောစတိန်အမားတွေကကျွန်တော်တို့ရဲ့ဖုန်းဘက်ထရီတွေကိုမြင်မြန်ဆန်းဆန်းနဲ့ကုန်မြင်စေတာဖြစ်ပါတယ်။ဘက်ထရီတက်တန်းတွေဟာလည်းပို့ပြီးတော့တူစေမှာဖြစ်ပါတယ်။အခုကျွန်တော်ပြပြပေးသွားမယ့်ဒီစတိန်တွေဒီအချက်တွေကိုမိတ်ဆွေတို့တိထားမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ရဲ့ဖုန်းဘက်ထရီကကုန်မြန်စေတာနေပြီးတော့ short ချပေးသွားမှာဖြစ်တယ်လို့ကျွန်တော်တို့ရဲ့ဖုန်းဘက်ထရီတက်တန်းကိုလည်းပို့ပြီးတော့ charge အောင်အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ base setting တွေ base check တွေကိုရှောင်တင်နေ base setting တွေကိုကျွန်တော်တို့ပိတ်ထားတင်နေဆိုတာကိုဒီ video ထဲမှာကြည့်လိုက်ရအောင်။ပထမဆုံးအချက်အနေနဲ့တော့ကျွန်တော်တို့ application တွေအများကြီးကိုအခုလိုဖွင့်ပြီးတော့သုံးနေချိန်မှာပဲဖုန်းထဲကစုပ်ဝေးတွေကိုဒီလိုအများကြီးတပြိုင်တည်းဖွင့်ထားပြီးတော့ဖုန်းကိုသုံးနေမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဖုန်းထဲက battery တွေဟာ ာရှိခံမှာမဟုတ်ပါဘူးဘက်ထရီကုန်မြန်စေမှာဖြစ်ပါတယ်ဖုန်းထဲမှာဒီလိုဆော့ဝဲတွေအများကြီးပြိုင်နေအသုံးပြုနေမယ်ဆိုရင်ဆော့ဝဲတစ်ခုချင်းစီကနောက်ကွယ် background မှာအလုပ်တွေတော်တော်လေးလုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ရဲ့ဖုန်းထဲကဘက်ထရီတွေကိုတော်တော်လေးစားပါတယ်အဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီကိုယ့်ရဲ့ဖုန်းထဲကဆော့ဝဲတွေအများကြီးကိုတပြိုင်တည်းဒီလိုဖြန့်ထားပြီးတော့ဖုန်းကိုမတုံးပါနဲ့ဒီကိုအသုံးပြုတဲ့ဆော့ဝဲတစ်ခုထဲကိုဒါဖြန့်ထားပြီးတော့အသုံးပြုပါလို့ကျွန်တော်အနေနဲ့ကြံပြုပါတယ်โอเคနောက်ထပ်ဒုတိယအချက်ကတော့ကျွန်တော်တို့အနေနဲ့ ကိုယ့်ရဲ့ဖုန်း screen မျက်နှာပြင်ရဲ့အလင်းမောင် screen brightness ကိုကျွန်တော်တို့အများကြီးဖြွင့်ပြီးတော့မထားနိုင်ပါတော့တကယ်လို့မိတ်ဆွေကဒီကိုယ့်ရဲ့ဖုန်း screen brightness ကိုကျွန်တော်တို့အများကြီးဖြွင့်ပြီးတော့ထားမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဖုန်းဘက်ထရီကိုပို့ပြီးတော့ကုန်ပြန်စေမှာဖြစ်ပါတယ်။မိတ်ဆွေတို့ကကိုနေတဲ့နေရာထိုင်ခင်းပုံမှာမူတည်ပြီးတော့ဒီ screen brightness ကိုအတင်းတင်းလောက်တာချိန်ပြီးတော့အသုံးပြုပါ။၄၀ရာခိုင်နှုန်း၅၀ရာခိုင်နှုန်း ဒီပုံစံလောက်ပဲစစ်သိမ်းချိန်ထားပြီးတော့မှအသုံးပြုဖို့ကျွန်တော်အနေနဲ့တိုက်တွန်းပါတယ်အများကြီးမဖွင့်ထားနေပါတော့တတိယအချက်နေနေရတော့ဒီကူရဲ့ဖုန်းတွေကဒီ wifi mobile data တွေကျွန်တော်တို့ဒီ mobile hotspot တွေပြီးလို့ရှိရင်တော့ဒီ location GPS တွေကိုကျွန်တော်တို့မလို့ app နဲ့ ွင့်ပြီးတော့မထားနိုင်ဘူးเนาะကျွန်တော်တို့အတုံးမပြုတ်တဲ့ချိန်မှတွေဆိုလို့ရှိရင်တော့ပိတ်ထားဖို့အကြံပြုပါတယ်ဒီအရာတွေကကျွန်တော်တို့ရဲ့ဖုန်းထဲကဘက်ထရီတွေကိုတော်တော်လေးကိုစားတာဖြစ်ပါတယ်เนาะဘက်ထရီတွေကိုတော်တော်လေးကုန်မြန်စေတာဖြစ်ပါတယ်ကဲဒါကတော့တတိယချက်အနေနဲ့ပြောပြချင်းဖြစ်ပါတယ်ဗောနော်โอเคအခုနံပါတ်၄ချက်အနေနဲ့ဆက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်နံပါတ်၄ချက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကိုယ့်ရဲ့ဖုန်းစတိန်ထဲမှာသွားပြီးတော့တူတူနဲ့ wifi auto scanning ဖြစ်နေတာတွေကိုပိတ်ထားပေးဖို့လိုပါတယ်ဗောနော်ဆိုတော့ကျွန်တော်တို့ဖုန်းစတိန်ထဲမှာတွားလိုက်မယ် စတိန်ထက်ရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အောက်ဘက်ဆင်းသွားလိုက်မယ်။ location မှာတစ်ချက်နှိပ်လိုက်မယ်။တော့ဒီမှာ wifi and bluetooth scanning ဆိုတဲ့နေရာလေးထည့်ထုတ်ချက်နှိပ်ပြီးတော့ဝင်လိုက်မယ်။ Okay, the Wi-Fi and Bluetooth scanning ညမှာဆိုလို့ရှိရင်ဒီမှာ Wi-Fi scanning မှာလည်း on လုပ်ပြီးတော့ဖွင့်ထားတယ် Bluetooth scanning မှာလည်း on လုပ်ပြီးတော့ဖွင့်ထားတယ်ကျွန်တော်အနေနဲ့ဒီ Wi-Fi နဲ့ Bluetooth scanning ညမှာနှစ်ခုစလုံးမှာ on လုပ်ပြီးတော့ဖွင့်ထားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖုန်းထဲကနေ Wi-Fi နဲ့ Bluetooth ဟာပေးနီးနားမှာရှိတဲ့ဒီ Wi-Fi set တွေ Bluetooth တခြား phone computer တွေကိုအချိန်ပြီးပေါ့နော် scanning ဖတ်တယ် scanning လုပ်ပြီးတော့ရှာဖွေနေတာဖြစ်တဲ့အတွက်ကြောင့်မို့နော် cam background မှာအလုပ်တော်တော်လေးလုပ်ရလေပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ phone ထဲက battery တွေကိုကြာကြာမခံနိုင်ပေနဲ့ phone ထဲက battery တွေကိုကုန်မြန်စေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီ wifi scanning ဆိုတဲ့ဒီနေရာနဲ့အောက်က bluetooth scanning ဒီနေရာနှစ်ခုမှာကျွန်တော်တို့ off လုပ်ပြီးတော့ပိတ်ထားတင်နေပါတော့ဒီနေရာနှစ်ခုလုံးမှာ off လုပ်ပြီးတော့ပိတ်ထားလိုက်ပါ offload ပြီးတော့ပိတ်ထားလိုက်မယ်။ Okay ကျွန်တော်အနေနဲ့ Wi-Fi scanning နဲ့ Bluetooth scanning နေရာမှာအခုလိုမျိုး offload ပြီးတော့ပိတ်ထားလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဖုန်းထဲက battery ကုန်မြန်စေတာတွေ battery တက်တန်းတူတာတွေမဖြစ်တော့ဘဲနဲ့ battery charge ခံနိုင်တော့မှာဖြစ်ပါတယ်။ battery တက်တန်းကိုပို့ပြီးတော့ ရှေ့စေးမှာဖြစ်ပါတယ်ဗျာ။အဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ဒီ Wi-Fi and Bluetooth scanning ညမှာဒီနှစ်ခုလုံးမှာအခုလိုမျိုး off လုပ်ပြီးတော့ပိတ်ထားလိုက်ပါ။ဒါဆိုရှင်တော့သူက auto scanning မလုပ်နိုင်တော့ပါဘူး။ Okay ဒါတော့လေးချက်နေနဲ့မိတ်ဆွေတို့ကိုပြပြပေးထားတာပဲဖြစ်ပါတယ်အခု၅ချက်မြောက်နေနဲ့ဆက်ပြီးတော့ပြပြမှာဖြစ်ပါတယ်အဲ့ဒါတော့ကျွန်တော်တို့ဒီမှာတစ်ချက်ပိတ်လိုက်မယ်ပြီးလို့ရှိရင်တော့ပုံမှန်အဖြစ်ကျွန်တော်တို့ ဖုန်းဝင်လာတဲ့ခါမှာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ notification တွေတက်လာတဲ့ခါမှာပဲဖြစ်ဖြစ် message တွေဝင်လာတဲ့ခါမှာပဲဖြစ်ဖြစ်ကျွန်တော်တို့အနေနဲ့ဒီ vibration mode ဆိုတဲ့နေရာမှာပေါ့နော်ကျွန်တော်တို့တုံခါတဲ့အတန်တွေထိထားတက်တယ်ပေါ့နော်ဒီမှာတုံခါတဲ့အတန်တွေအဲ့လိုထိထားလိုက်တက်တယ်ဆိုတော့တုံခါတဲ့အတန်ကိုထိထားမယ်ဆိုလို့ရှိရင်တော့ဖုန်း battery ကိုပူပြီးတော့ကုန်မြန်စေမှာဖြစ်ပါတယ်အဲ့တော့ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ဒီ vibration mode နေရာမှာကျွန်တော်တို့အနေနဲ့ ringtone တန်ထိန်ထိထားတာမှမဟုတ် silent ပေါ့နော် အတန်သိပ်စနစ်ကိုထန်ထေးထားဒီနှစ်ခုထဲကတစ်ခုခုကိုယူပြီးတော့ထေးထားလိုက်ပါအခုလိုမျိုးတုံခါတဲ့စနစ်ကိုတော့ထည့်မထားနိုင်ပါတော့ကဲအခုနောက်တစ်ခါ6ချက်မြောက်ကိုထည့်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ဘက်ထရီအားသွင်းလာနဲ့ပတ်သက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဘက်ထရီအား ပြင်းတော့မယ်ဆိုလို့ရှိရင်တော့အမြဲတမ်းတတိထားဖို့လိုပါတယ်ကိုယ့်ရဲ့ဘက်ထရီအားကရခိုင်နှုန်းဘယ်လောက်ထိကျန်နေသေးလဲပေါ့နော်ဘက်ထရီအားပြင်းတော့မယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဘက်ထရီအားကအနည်းဆုံး15ရခိုင်နှုန်းကနေပြီးတော့20ရခိုင်နှုန်းထိကျန်တဲ့အခါမှာဘက်ထရီအားကိုတွင်းပါဘက်ထရီအားတွင်းတဲ့အခါမှာဆိုလို့ရှိရင်လည်းဘက်ထရီအားအများဆုံး80 85ရာခိုင်နှုန်းရောက်တဲ့အထိပဲတွင်းပါတရားရာခိုင်နှုန်းရောက်တဲ့အထိကိုတခါတည်းအပြည့်မတွင်းနဲ့ပေါ့နော်တခါတည်းအပြည့်တွင်းလိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ battery တက်တန်း ပို့ပြီးတော့တူစေမှာဖြစ်ပါတယ်အဲ့တော့ကြောင့်မို့ဘက်ထရီအားသွင်းတဲ့ချိန်မှာအနည်းဆုံးဘက်ထရီအား15ရာခိုင်နှုန်းကနေ20ရာခိုင်နှုန်းရောက်တဲ့ချိန်ဘက်ထရီအားကိုစတွင်းမှာအများဆုံး80ရာနေပြီးတော့85ရာခိုင်နှုန်းအထိဘက်ထရီအားကိုတွင်းမှာလို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ဘက်ထရီအားသွင်းနေတဲ့ချိန်မျိုးမှာဘက်ထရီအားသွင်းနေရင်လည်းဖုန်းမစော်နဲ့ဂိမ်းမစော်နေဘောနော်ဘက်ထရီအားတက်တန်းကိုပို့ပြီးတော့တူစေတာဖြစ်ပါတယ်ဘက်ထရီအားသွင်းတဲ့ချိန်မှာလည်းပဲ quality မရှိတဲ့ဒီ charger ဘက်ထရီအား twin ကျူးတွေကိုမတုံးဘူးတိုက်တွင်းပါတယ်ဗောနော်မို့ရင် battery r twin ကျူး original battery r twin ကျူးတွေကိုပဲတုံးဖို့အချံပြုပါတယ် okay ဆိုတော့အခုနောက်ဆုံးအချက်တစ်ချက်အနေနဲ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော် battery ကုန်မြန်တာတွေကိုချော့ချပေးသွားစေမယ် background process limit ဖွင့်တဲ့နေ့ပိတ်တဲ့နေ့ကိုပြောပြပေးမှာဖြစ်ပါတယ် okay ကျွန်တော်ဖုန်းဆက်တိမ်ထဲဝင်သွားလိုက်မယ် ုံးစတိန်ထရနိုင်ပြီးတော့အပေါက်ဖုံးထဲဝင်လိုက်မယ်ဆော့ဝဲဘတ်ရှင်းနေရာမှာကျွန်တော်ခုနှစ်ချက်ဆက်တဲ့လောက်ထောက်ပေးလိုက်ပါတော့ခုနှစ်ချက်ဆက်တဲ့ထောက်ပေးလိုက်ပြီဆိုရှင်တော့ WBA option လေးပေါ်လာမှာဖြစ်ပါတယ်ဗျနော်တချို့ဖုန်းတွေမှာဆိုလို့ရှိရင်တော့ software version မပေါ်ပါဘူး group number ဆိုပြီးတော့ပေါ်တယ်တချို့ဖုန်းတွေမှာဆိုလို့ရှိရင်တော့ os version ဆိုပြီးတော့ပေါ်တယ်ပေါ့နော်အဲ့ဒီ os version group number ဒီမှာကျွန်တော်တို့ခုနှစ်ချက်ဆက်တိုက်ထောက်ပေးလိုက်ပါဒါဆိုလို့ရှိရင်တော့ဒီ double bound option ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ဖော်ထုတ်ပြီးသားဖြစ်သွားမှာဖြစ်ပါတယ်ပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ဒီထည့်ရနေထွက်လိုက်မယ် ထွက်ပြီးတော့မှကျွန်တော်တို့ဒီ about phone ထဲမှာဝင်လိုက်မယ်ပြီးလွှားလို့ရှိရင်တော့ကျွန်တော်တို့ developer option ကိုလိုက်ရှာလိုက်မယ်ပေါ့နော် developer option တွေကိုကျွန်တော်တို့တစ်ချက်ဝင်လိုက်မယ် background preset limit ကိုလိုက်ပြီးတော့ရှာလိုက်ပါ background preset limit ဆိုတဲ့ဟာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်တော့ standard limit နေရာနဲ့ပြီးတော့ no background preset နေရာမှာပြောင်းပြီးတော့ထားပေးလိုက်ပါ Okay เนาะကျွန်တော်တို့ဒီခုလို standard limit နေရာနဲ့ပြီးတော့ no background preset limit နေရာမှာပြောင်းပြီးတော့ထားပေးလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ ခုံးထေးကဘက်ထရီကုန်မြန်စေတာတွေဘက်ထရီတက်တန်းတူတာတွေကိုရှော့ချပေးရောမှာဖြစ်ပါတယ်ဗောနော်ဘက်ထရီချာရှိခံအသုံးပြုနိုင်မှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ no background process limit မှာကျွန်တော်တို့စက်တင်ပြောင်းပြီးတော့ထားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖုံးထေးက application software တွေနောက်ွယ်ရနေပြီးတော့အလုံးလုံးနေတာတွေကို auto ပိတ်ပိတ်သွားတာဖြစ်ပါနေပါတော့။ဟောဒါပေမဲ့ဒီ no background process နေရာမှာ setting ချိန်ပြီးတော့ထားလိုက်မယ်ဆိုလို့ရှိရင်တော့အစိုးကျူးနေနေရတော့ကျွန်တော်တို့ပုံမှန်အသုံးပြုနေတဲ့ Facebook, social media application software တွေမှာ notification တွေတက်လာတာအနေငယ်နောက်ချတွားနိုင်နေပါတော့။ကျွန်တော် no background process နေရာမှာ setting လာထားပြီးတော့အချိန်နေစောင့်ကြည့်လိုက်ပါတော့။တကယ်လို့ notification တွေရနောက်ကြတယ်ဆိုလို့ရှိရင်တော့ပုံမှန်လေး time standard limit နေရာလာပြောင်းပြီးတော့ စက်တင်ပြင်ချိန်ထားလို့ရပါတယ်။ Okay ဒါကတော့နောက်ဆုံးအချက်အနေနဲ့မိတ်ဆွေတို့ကိုဖြောပြပေးတော့တော့ဖြစ်ပါတယ်။ Okay ပါဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။မိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်ဗီဒီယိုကို Like and Share များလုပ်ပေးတော့နိုင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့ဆုံချရအောင်။အားလုံးပဲမင်္ဂလာပါ။